ပအိုးနဲ့ပလောင်လူမျိုးတွေဟာရှမ်းပြည်မှာနေထိုင်ကြတဲ့လူမျိုးတွေဖြစ်အများကြီးကြပါတယ်။ရှမ်းပြောင်းမှာတော့ပလောင်လူမျိုးစုတွေကအနေများပြီးရှမ်းတောင်မှာတော့ပအိုးလူမျိုးစုတွေကအနေများပါတယ်။ပအိုးလူမျိုးစုတွေကရှမ်းတောင်နဲ့မကပါဘူး။ပဲခူးတိုင်းအဆက်တီနဲ့ကယားပြည်နဲ့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေအထက်ထိပါခြေဆက်ပြီးအခြေချနေထိုင်ကြတဲ့လူမျိုးစုတွေဖြစ်ပါတယ်။ဒါတထုံမှာဆိုလို့ရှိရင်အလန်တရားနေမျိုးဆိုတာပအိုးတွေရဲ့အမတန်ထင်ရှားကြော်ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တင်ပြချင်တာကပလောင်လူကြီးတွေရဲ့ကိုယ့်ရဲ့လူမျိုးတွေအပေါ်မှာ ရှိတဲ့အမြင်ပလောင်လူကြီးတွေရဲ့နိုင်ငံရေးချိန်နဲ့ပအိုလူကြီးတွေရဲ့နိုင်ငံရေးချိန်ကိုပြောချင်တာပါပအိုရွာမှာအဲစာသင်ကျောင်းမရှိတဲ့ရွာတို့မိမရှိတဲ့ရွာတို့ဆိုအမတန်နဲပါတယ်ခုနောက်ပိုင်းပလောင်ရွာတွေကခုချိန်ထိကိုတချို့နေရာတွေမှာလမ်းပန်းဆက်သွယ်ရေးကောင်းအောင်အဲကားလမ်းပေါက်အောင်တော့မနဲလုံနေရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒီနေရာမှာဒါရှမ်းပြည်တောင်ပိုင်းဟာဒါရှမ်းပြည်တပီလုံးရဲ့မြို့တော်ဖြစ်တဲ့တောင်ကြီးတောင်ကြီးမြို့တော်ရှိပါတယ် အတိုင်းကြီးမျိုးနဲ့အမလမကန်းပါနေမယ်အပိုးတက်ဖွဲ့ဝင်ဒီအခြေချလှုပ်ရှားတဲ့နေမြေရှိပါတယ်ဒီအဖွဲ့တွေကအစင်လာအဖျင်းတိုင်းမူအဲခုနောက်ခုနောက်ပိုင်းပေါ့နော်ဒူးချုပ်ကြီးဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးဖြစ်သွားတဲ့အဲဦးမောင်အေးအတိုင်းမူဘွားကလေးကနေပြီးတော့မှအဲ့ဒီ နေမြင်မှာတက်မတော်နဲ့ပိုးတွေဟာချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာထိမ့်သိမ့်လာခဲ့တာအခုချိန်ထိပါပဲတဲ့ပိုးလူကြီးတွေကိုဒါစစ်တပ်နဲ့ပေါင်းတဲ့ခရိုနီဖြစ်တဲ့ခရိုဝါဖြစ်တဲ့ဘလိုပဲပြောနေပါစေဒီပိုးလူမျိုးတွေဟာတဖြည်းဖြည်းနဲ့ဒီမြန်မာနိုင်ငံမှာလည်းမကောက်ဘူးထိုင်းမှာပါသူတို့ကတဖြည်းဖြည်းကြီးထွားလာတယ်သူတို့ရဲ့လူအဖွဲ့အစည်းတွေဟာတဖြည်းဖြည်းခိုင်မာလာတယ်ပိုးပိုးတွေဟာအိုးအရင်ကလိုမျိုးပဲဒါစင်းရဲတဲ့တောင်သူလုံးနေတဲ့အနှိမ်ခံလူရန်စားတည်ရမဟုတ်တော့ဘူးစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးပေါ်ထွက်လာတယ်ဒါဟာ ဘာရလဲဆိုငိမ့်ချမ်းမှုရဲ့ရလဖြစ်ပါတယ်။အိုးလူကြီးတွေဟာငိမ့်ချမ်းရေးကိုကောင်းစွာတိစောက်နိုင်တဲ့အတွက်ကြောင့်မလို့ဒါတောင်ယာစိုက်တဲ့သူကလည်းကောင်းစွာတောင်ယာစိုက်ပြိုးနိုင်တယ်။ကိုယ့်ရဲ့စိုက်ပြိုးပြီးသားသီးနှံတွေကိုရန်ကုန်ကိုပို့မလား၊မန္တလေးကိုပို့မလား၊နိုင်ငံခြားကိုပို့မလား။ကိုကျင်းတဲ့နေရာပို့အဲ့တော့နောက်ပိုင်း NGO တွေကနေပြီးမြန်မာနိုင်ငံကိုကူညီပေးထောက်ပံ့ပေးနေတာရှိရတယ်။ဒါကျွန်တော်ကိုယ်တိုင်သိတဲ့ကိစ္စ။အဲ့တော့ရှမ်းမြောက်က NGO တွေကမသွားရဲဘူး။သွားဖို့လည်းခွင့်မပြုဘူး။သူတို့ရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကဘာကြောင့်လဲဆိုတော့အမတန်များတဲ့အတွက်ကြောင့် NGO တွေဟာ ရှမ်းပြည်အတွက်ကိုဘတ်ဂျက်ကိုရှမ်းပြည်တောင်ပိုင်းမှာတုံးပြီးလှည့်ပြန်သွားကြတယ်ရှမ်းပြည်တောင်ပိုင်းဆိုလို့ရှိရင်တောင်ကြီးအင်းလေးပင်တရဒီဟိုဟိုပုံးဒီဒနုကိုပိုင်းအောင်ချွခွင့်ရနယ်မြေတို့ပအိုးကိုပိုင်းအောင်ချွခွင့်ရနယ်မြေတို့မှာတုံးဆွဲပြီးပြန်သွားတဲ့အတွက်ကြောင့်မလို့ပြည်ပရဲ့ NGO အထောက်ပံ့တော်များများကိုလည်းတည်ငြိမ်အေးချမ်းလှတဲ့ဒါအင်းလေးကန်ကြီးရဲ့ဘတ်ချလဲမှာရှိတဲ့ရှမ်းပြည်တောင်ပိုင်းကအရာများတယ်နောက်တစ်ခုကလည်းဒီလိုငြိမ်းချမ်းတဲ့အတွက်ကြောင့်မလို့ဘာသာရေးဆိုင်ရာ ပွဲတော်တွေ အခုတောင်ကြီးမီးဘုံမြန်ပွဲမှာဆိုလို့ရှိရင်အမတန်းမှစီကားတယ်အာတချို့တွေပြောကြတယ်အာကားပါကင်ကြီးတွေဈေးကြီးတယ်စားတောက်တွေဈေးကြီးတယ်ဘလို့ပြောပြောဒီဒေတာမှာရှိတဲ့လူတွေဟာဈေးရောင်းကောင်းတယ်နော်ကုတန်ရဝယ်ကြီးတွေပို့ပြီးကောင်းမွန်လာတယ်ဟိုတယ်တွေဆိုလို့ရှိရင်တကယ်ကိုဟိုအိတ်ဆရာအခန်းမရှိတော့အောင်ကိုဒါဟိုတယ်တွေလည်းအလုပ်ဖြစ်တယ်ဘာကြောင့်လဲငင်းချမ်းလို့လေအရှမ်းမြောက်မှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးရှမ်းမြောက်မှာပလောင်တက်ဖွဲ့ရှိတဲ့နေရာမှန်သမျှကဘုံထီတယ်စာတင်ကြောင်းနေမီလောင်နေတရားတွေအချိုးတယ်အဲ့တော့ တက်မတော်ကနေပြန်ပြီးတော့ဒီနေရာတွေပြန်ပြီးသိမ့်ပိုက်ပြီးတော့အုတ်ချွေလုပ်မယ်ဆိုရင်တော့မှဒီပလောင်အကျန်းဖတ်တွေဟာဒီပလောင် TNL အကျန်းဖတ်တွေဟာရှမ်းလူမျိုးတွေနေထိုင်တဲ့ဒေသအများစုရဲ့နယ်မြေတွေမှာသူတို့သိမ့်ပိုက်သွားပြီးလို့ဆုတ်ခွာသွားပြီဆိုလို့ရှိရင်စေယုံနေမိရှိုတာမျိုးတို့နော်လန်ဒတာတွေကိုဖျက်ဆီးခဲ့တာမျိုးတို့မိသက်ကားတွေကိုမိရှိုဖျက်ဆီးခဲ့တာမျိုးတို့ဆိုလုတ်ပစ်ခဲ့တယ်တကယ်တော့ဒီဟာတွေဟာ တက်မတော်ကိုတိုက်ခိုက်တဲ့တက်မတော်တိုက်ခိုက်တဲ့နီလန်းနေမဟုတ်ဘူးဒီမိသက်ကားတွေဒီဆေးရုံဆေးပေးကန်းတွေဒီကြောင်းတွေဒီတံတားတွေဟာဒီမှာရှိတဲ့ရှမ်းလူမျိုးစုတွေတခြားသောလူမျိုးစုတွေအသုံးပြုနေတဲ့နေရာတွေဖြစ်တယ်ဒါပေမဲ့လည်းဒါရီယိုမငဲကွက်ဖဲနဲ့မြေလန်စနစ်နဲ့ဖြည့်ဆည်းပစ်ခဲ့တာမျိုးတွေအစိုးရဌာနမှန်တယ်များဖြည့်ဆည်းအဲ့မဲ့တချို့အစိုးရဌာနတွေဆိုတာပြည်သူအချို့ပြုဌာနတွေဖြစ်တယ်အဲ့တော့ဒီနေရာတွေကိုဖြည့်ဆည်းပစ်ခဲ့တဲ့အတွက်ကြောင့်မလို့ရှမ်းလူမျိုးစုတွေရဲ့ကြားထဲမှာ TNL ပေါ်မှာအမျက်ထွက်ဒေါသထွက်မှုနဲ့မနှင်းမြှုပ်မှုတွေဖြစ်လာတယ်။ဒါမြန်မာတက်မတော်တော်မှာတစ်ခါမှဒီလိုရည်တွေတစ်ခါမှမလုပ်ဘူး။နောက်တစ်ခုကဘာလဲဆိုရှမ်းနေအများစုနေတဲ့တီဘောမျိုးလိုမျိုးတွေ နော်ဒီဓနုတွေအများစုရှိတဲ့နောင်ချိုလိုမြို့တွေမှာသူတို့ရဲ့ဒီပလောင်နေရဲ့ identity ပေါ့ပလောင်စာပေနဲ့စိုင်းဖို့ပြောင်းချိတ်တာတို့ပလောင်တစိမ့်တွေနဲ့ဟိုပြန်လောက်တာမျိုးတို့ယုံတစိမ့်တွေပါတယ်ဆိုလို့ရှိရင်လည်းပလောင်ဘာသာစကားနဲ့ပဲလောက်တာမျိုးတို့ဒေတာခံနေရဲ့ပေါ့မျက်နှာမမူချို့တွေကပလောင်နေရဘာပြောလဲပလောင် DDNL ခေါင်းဆောင်နေရဘာပြောလဲဗမာလူမျိုးကြီးဝါရကျင်တုံးနဲ့ဗမာနယ်ချက်ဘာညာပြောပြီးမဲ့သူတို့ကိုယ်တိုင်နယ်ချက်ဖြစ်မှန်းမသိဖြစ်လာတယ်သူတို့ကိုယ်တိုင်ဖက်စစ်ဖြစ်မှန်းမသိဖြစ်လာတယ်သူတို့ကိုယ်တိုင်အကြမ်းဖက်ဖြစ်မှန်းမသိဖြစ်လာတယ် ဘာကြောင့်လဲဆိုတော့သူတို့စီးရအောင်နိုင်လာတဲ့အခါမှာရှမ်းလူမျိုးစုတွေနဲ့တခြားသောလူမျိုးစုတွေကိုနှိမ်နေအဲ့အတွက်ကြောင့်မလို့သူတို့ဒီနှစ်ပေါင်းများစွာဒီသူတို့ရဲ့ image ကိုသူတို့ရဲ့ပုံရိပ်ကိုပြန်တီဆောက်အောင်มาဖြစ်ပါတယ်။ဒါအခုစီးရနိုင်နာရှုံးနေတဲ့ခဏထားဒီရှမ်းပြည်မှာနေထိုင်သော30 30ကျော်သောတိုင်းသားလူမျိုးစုတွေရဲ့ကြားထဲမှာပလောင်ဟာပလောင်လူမျိုးစုတွေရဲ့ဂုံတိတ်ဟာ TNL တာဖုံးကျော်တို့တာအိုက်ကျော်တို့ရဲ့ ခေါင်းဆောင်မှုမတက်မှုအရေးချင်းညံဖျင်းမှုနိုင်ငံရေးရေးချင်းမရှိမှုတွေကြောင့်ဒါအောက်ကျနောက်ကျဒါဖြစ်ခဲ့ရတယ်နောက်တစ်ခုကတောင်ပိုင်းမှာဆိုရင်ပအိုးကိုပိုင်းအချုပ်ခွင့်ကနေမြေမှာဆိုတော့ကြည်လိုက်ဒါပအိုးနေမြေတွေဟာသူတို့ရဲ့စီးလုံးညီညွတ်မှုဘာသာရေးဆိုင်ရာပွဲလန်းတဲ့ဘယ်နေမှာဆိုလို့ရှိရင်လည်းကောင်းမှာကောင်းကထိန်တွေဆိုလည်းကောင်းမှာကောင်းတော့စီးပွားရေးလည်းကောင်းမှာကောင်းပညာရေးလည်းကောင်းမှာကောင်းဘာဖြစ်လာလဲဆိုရင်မြန်မာနိုင်ငံမှာနံပါတ်5အဆင့်နဲ့အာနံပါတ်5အဆင့်အင်အားအကြီးဆုံးလူမျိုးဖြစ်လာတယ်အဲနံပါတ်5အဆင့်ဆိုတော့မြန်မာနိုင်ငံမှာလူတွေအများဆုံးကဗမာလူမျိုးပေါ့ဗမာလူမျိုးပြည်နေဒုတိယ လူကြီးအများဆုံးကရှမ်းလူမျိုးဖြစ်ပါတယ်တတိယလူကြီးအများဆုံးကကရင် current လူမျိုးဖြစ်ပါတယ်အဲစရုတ်ထားကတော့ရခိုင်လို့ပြောပါတယ်အဲ့တော့ဒီပြင်စမလောက်မှာပအိုကလိုက်လာတယ်ချင်းထက်လဲသူကဒီအင်အားမှာ CY အင်အားလူမျိုးလူမျိုးစုအကြီးအတွက်ပုံများလာတယ်ဘာလို့စစ်မှတ်မရှိဘူးစစ်မှတ်မရှိတော့လူတွေမသေးချေဘူးအဲ CY တွေကောင်းတောင်းနေတန်းတယ်ပညာတတ်အကြီးအတွက်ကလည်းဒီတိုင်းသားလူမျိုးစုတွေရှမ်းပြည်နယ်မှာရှိတိုင်းသားလူမျိုးစုတွေမှာရှမ်းပြီးလို့ရှိရင်ပအိုကပညာကြီးအကောင်းဆုံးလူမျိုးဖြစ်လာတယ် เนาะအစီလုံးဆုံးလူမျိုးဖြစ်လာတယ်အကျွဲဝါဆုံးလူမျိုးဖြစ်လာတယ်ဒါပါလေငိမ့်ချမ်းမှုကိုတိဆောက်နိုင်တဲ့အတွက်ကြောင့်မလို့တပိုးခေါင်းဆောင်တွေကဘာလုပ်မှာလဲဟုတ်တယ်စစ်တပ်နဲ့ပေါင်းပြီးဟိုဟာလုပ်တယ်ဒါလုပ်တယ်ဘလို့ပဲပြောနေပါစီပိုးတက်တက်သားတွေဟာအစားပိုးခေါင်းဆောင်တွေပိုးအဲပိုးအရာရှိတွေတော်တော်များများသည်သူတို့ရဲ့သူတို့ရွာကိုတိုးတက်အောင်လုပ်နိုင်တယ်သူတို့ကိုယ်တိုင်ချမ်းသာအောင်လုပ်နိုင်တယ်သူတို့ဆွေမျိုးမိဘမောင်နှမတွေကိုလည်းချမ်းသာအောင်လုပ်နိုင်တယ်စစ်တိုက်ပြီးတော့အချိန်မဖြုံးဘူးငွေမဖြုံးဘူးကြီးမဖြုံးဘူးသူတို့ဒေသကို တို့တာဝန်ယူနိုင်အောင်တက်မတော်စီကနေပြီးတော့တက်တချို့ပို့ရွာတွေမှာဆိုတက်မတော်မရှိဘူးတော်တော်များများမှာမရှိပါဘူးတို့ရွာရဲ့လုံခြုံရေးကိုတို့ပဲလုပ်တယ်အခုဘုံကဒီကိုရင်လေးတို့ဘာလို့အကုန်ထန်ဆန်းကူကြော်ပါလို့ရှိရင်ဖျားတွေဘာတွေမှာလုံခြုံရေးယူနေတာမြမတက်မတော်မဟုတ်ဘူးဒါဟိုပီအန်ဟိုကပဲတာဝန်ယူနေတာအဲဒီမှာဆုံးပြူပေါ့တချို့ပအိုးအဖွဲတွေရှိလဲသူတို့တွေကနှိမ်နှင်းပြစ်တယ်ဒါကြောင့်အခုလဲဒီငင်းချမ်းရေးအဖွဲပေါ့နော် ်အင်ဂျင်အဖွဲ့မှာဥဆောင်နေပြီဆိုတော့ဥခုံဥကာဆိုရှိတယ်ဥခုံဥကာတို့ရဲ့အမြင်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းအဘဥခုံဥကာနဲ့တွေ့ဆုံမှုတယ်သူဆိုပြောတယ်ရှမ်းပြည်တောင်ပိုင်းမှာဟာပအိုးနေတယ်ဆိုပေမဲ့ကရင်ပြည်နယ်မှာလည်းနေတယ်ပဲခူးအဆက်မှာလည်းနေတယ်ဒီဟာမွန်ပြည်နယ်ထဲမှာလည်းနေတဲ့အတွက်ကြောင့်သူတို့ကပြည်တော်စုဖြစ်နေမှာရမှာခွဲထုတ်လိုက်လို့ရှိရင်သူတို့ပအိုးစုမျိုးစုတွေကကွဲထွက်သွားမယ်တကယ်တမ်းကျန်သူတို့ပြည်နယ်မရဘူးဆိုပေမဲ့ပြည်နယ်ရထားပြီးသားကြားထက်လေဟိုကလူမျိုးစုများတယ်လူမျိုး အရေးအတွက်များတယ်ချင်းထက်လည်းများပါတယ်ဒါပေမဲ့လူမျိုးအရေးအတွက်များများရှိပေမဲ့ပြည်နယ်မရဘူးဘာလို့ပြည်နယ်မရတာလဲဆိုရင်သူကသုံးပြည်နယ်တတိုင်းသုံးပြည်နယ်နဲ့တိုင်းဒေသကြီးတစ်ခု၄ခုကွဲထွက်နေတဲ့အတွက်ကြောင့်မို့လို့သူတို့တွေဟာဘလို့မှကိုသူတို့တကူပြည်နယ်အနေနဲ့မရဘဲနဲ့သူတို့ကိုပိုင်အုပ်ချုပ်ခွင့်ရအနေနဲ့ပဲသူတို့ကနေကြရတာဖြစ်ပါတယ်။ဒါကြောင့်ဒါပအိုးတွေကိုနမူနာယူပြီးတော့ပလောင်လူကြီးတွေကလည်းကိုယ့်ရဲ့ဒေသကိုယ့်ရဲ့ရွာမှာလုံခြုံအောင်ရေမရတဲ့နေရာမှာရေမီမရတဲ့နေရာမှာမီအကြောင်းမရှိတဲ့နေရာမှာအကြောင်း စီကံမရှိနေမှာစီကံဆိုပြီးတော့ခုလိုမျိုးဆိုမြင့်တရားမှာဖြစ်ပါတယ်။တရုတ်နယ်စပ်နဲ့နှီးသွားတဲ့အခါမှာပြည်ထောင်စုစိတ်တွေပျောက်ဆုံးသွားပြီးတရုတ်ကိုအားကိုးပြီးတော့နော်မြန်မာနိုင်ငံမှာရှိတဲ့တခြားသောတိုင်းသားလူမျိုးစုတွေရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးရဲ့လုတ်လုတ်ရက်ကိုလုတ်ခဲ့တဲ့ TNL ဟာမြန်မာတမိုင်းမှာကပ္ပတမိုင်းမှာစတင်တော့မှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။